နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဆောလာတော့ရင်္ဂါနေ့ 95ခုမြောက်သောဇာလံပိုင်ငယ်တင်မှခုနေလာကြထရာဖျားအားရှင်လန်းစွာတခြင်းဆိုကြကုန်အံငါတို့သည်ကဲ့တင်ခြင်းသို့ရောက်ရာကြောက်ကိုကျူးဤကြကုန်အံယေရှုတော်ကိုချီးမွမ်းလျက်ရှိတော်သူဝင်၍ဇာလံတခြင်းကိုဆိုလျက်ကျူးဤသောအတန်ကိုပြုကြကုန်အံထရာဖျားသည်ကြီးမြတ်သောဖျားဖျားတကာတို့ထက်ကြီးမြတ်သောဘုရင်ဖြစ်တော်မူ၏ မြေကြီးနဲ့နေရအရက်တို့သည်လက်တော်၌ရှိကြ၏တောင်ထိတ်တို့ကိုလည်းပိုင်တော်မူ၏ပင်လယ်ကိုလည်းဖန်ဆင်း၍ပိုင်တော်မူ၏ကုန်းကိုလည်းလက်တော်နှင့် ပြုပြင်တော်မူ၏လာကြပြဝ၍ကိုးကွယ်ကြကုန်အံ့ငါတို့ကိုဖန်ဆင်းတော်မူသောသာရဖျား၏ရှိတော်၌ဒူးထောက်ကြကုန်အံ့သာရဖျားသည်ငါတို့၏ဖျားဖြစ်တော်မူ၏ငါတို့သည်လည်း အထံတော်၌ကျက်စားတော်သူ လက်တော်အောင်၌နေတော်တိုးစုဖြစ်ကြ၏သာရပြာသည်ငါတို့ဤဖျားဖြစ်တော်မူ၏ငါတို့သည်လည်းအထံတော်၌ကျက်စားတော်သူလက်တော်အောင်၌နေတော်တိုးစုဖြစ်ကြ၏95ခုမြောက်သောဆာလံအပိုင်းငယ်ခုနှင့်မပြည့်စည်နိုင်သောယုံကြည်ခြင်း ဒိုင်တော့ကိုကင်းနေသူ၏ခင်မုန်းတို့သည်၎င်းတို့၏သားကိုအော်တီဇမ်ဝေနာရှင်ဟုသိရသောအခါမတန်ဆွမ်းသောသားသည်လောက၌သူမထက်ပိုကြကြအသက်ရှင်နိုင်ကြောင်းဖြစ်နိုင်ခြင်းရှိသည့်အဖြစ်မှန်နှင့်ယုံကြည်ခဲ့ရသည်ကျမမရှိရင်သူဘလို့လုံမလဲဟုဘုရားရှင်ထံသူမအော်ဟစ်ခဲ့သည် မတန်ဆွမ်းကလေးများကိုစောက်ရှောက်နေရသည့်အခြားမိဘများ၏မဆပ်ပတ်ပုံးမှုအပြင်ဘုရားသခင် သူမကိုဝန်းရံခဲ့သည် မကြာခဏပေါ်လာသည့်ရှင်းပြ၍မရနိုင်သောအပြစ်ရှိသည်ဟုခံစားရစိတ်လိုအပ်မှုရှိသည်ဟုခံစားရစိတ်စိုးကြမှုများကြားတွင်ဖျားရှင်ကိုယုံကြည်ကိုးစားနိုင်အောင်ကိုရောကဒိုင်အန်ကိုခွန်အားဖြစ်ပေးခဲ့သည်အဆုံးတွင်သူမရည်သားသည့် unbroken faith စာအုပ်၌ဒိုင်အန်သည်မတန်ဆွမ်းကလေးများကိုစောက်ရှောက်ပြိုးထောင်ရသူများအတွက်ဝိညာဉ်ရေးရာပြန်လည်ကောင်းမွန်လာရေးမျှော်လင့်ချက်ကိုကန့်လှမ်းပေးခဲ့သည် သူမ၏တာကြီးကပေါအရွယ်ရောက်တော့အခါဒိုင်အန်၏ယုံကြည်ခြင်းကပြေဝကြက်ခိုင်နေစေဖြစ်သည်။ဖျားသခင်သည်သူတို့သားမိကိုအစဉ်အမြဲဂရုပြုမိကို သူမယုံကြည်စိတ်ချသည်။ဘဝ၏မတိချမရေရာမှုများကြောင့်ကျမတို့၏နှလုံးသားများကိုဖျားသခင်တဲ့ဦးလျက်ရန်ခက်ခဲနိုင်သည်။မိမိကိုအပါအဝင် အခြားရာများအခြားလူများအပေါ်အားကိုးရန် ကျမတို့သွေးဆောင်ခံရနိုင်သည်။သို့သောဖျားသခင်၏ကုံတော်တော်ကိုပြညွန့်သည့် ကေတင်ချင်းတို့ရောက်ရာကြက်ကို ကျမတို့အမိပြုနိုင်သည်မြည်ကြီးနဲ့နေရအရက်တို့သည်လက်တော်၌ရှိကြ၏တောင်ထိတ်နှင့်ပင်လေကိုလည်းဖန်ဆင်း၍ပိုင်တော်မူ၏ကုန်းကိုလည်းလက်တော်နှင့်ပြုပြင်တော်မူ၏ငါတို့ကိုဖန်ဆင်းတော်မူသောသာရဖျားကိုဝှပြုလျက်မပြစ်စီသောယုံကြည်ခြင်းဖြင့်ကျမတို့အသက်ရှင်နိုင်ပါသည်ကျမတို့သည်လက်တော်အောင်နိုင်သောသူစုဖြစ်သောကြောင့်ကျမတို့နှင့် ကျမတို့ချက်တော်သူများနှင့် ဖះရှင်အတူပါရှိကြောင်းယုံကြည်စိတ်ချနိုင်ပါသည်ဒီဟုခံစားရချိန်တိုင်းတင်းနှစ်တင်းချက်တော်သူများကိုဖျားရှင်ကယူပြုကြကိုရောမြည်တို့ပြတ်တာတည်း တေချာသောဘုရားသခင်၏တဘောလက္ခဏာကိုသိခြင်းသည်ဂတိတော်ကိုစောင့်ထိန်သောဘုရားအဖြစ် ကိုရောကိုယုံကြည်ရန်မြည်သောအထကူဖြစ်သည်။ကြည်မြတ်သောဘုရားသခင်ကျွန်ုပ်တို့ကိုဂရုပြုမည်ဟုဂတိပေးတော်ကြောင့်ယေရှုတမန်၏သခင်ယေရှုနာမကို အမိပြု၍ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။